တပေါ်လေးလည်းကောင်းပြီးရုပ်ကလေးကလည်းချော်ပြီးအန်တာတိန်မန့်ပေးမယ်ဖိုးဝါလေးလာပါပြီအလုံးမမင်္ဂလာပါဖိုးဝါ reaction channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမှာကတော့တရုတ်ဆောင်အေဒီတာကဆိုရင်သူ့ရဲ့အတူလေးကနေတိုးနဲ့တူတယ်ဆိုပြီးတော့ပြောလာခဲ့တဲ့ interview လေးကိုဒါကျွန်တော်ဖွင့်ပြပေးသွားမှာပဲဖြစ်ပါတယ်အလုံးမကျွန်တော်နဲ့အတူတူကြည့်ရှုလိုက်ကြရအောင်လားဗျာ စပြီးတော့ရွှေကြိုရေးကလေးကအဲနေတိုးနဲ့ဘသူတူလဲဆိုအဲအင်းကအဖွာသူ့အဖွာပေါ့နော်အင်းကအမေကလေငါမြည်အတူဆုံးငါမြည်အတူဆုံးဂျိုးတို့ကပြောတယ်အင်းနဲ့တော့တားရဲကိုနေတိုးနဲ့ပို့တူလာဆိုတော့လေဟုတ်တယ်နော်တဲ့တားရဲနည်းနည်းဝလာတော့တယ်ပို့တူလာဆိုရှင်မပိတ်ချင်လို့ဖွဲမသွားနဲ့မင်းလေးကကိုရေးပေါ့အဲ့လိုတိရောက်တောင်းနဲ့ ကိုတူလေးနဲ့ကိုတူတယ်လို့ပြောခံရတာဆိုတော့အဲရမ်းပီတီဖြစ်တာပေါ့ဒါပေမဲ့တတိတော့ပြောရပါတော့ကိုနေတိုးရဲ့စူးစမ်းအထောက်မှုတွေကိုနေတိုးရဲ့နေပုံထိုင်ပုံတွေအလုတ်ပေါ်မှာလေးစားမှုတွေကိုတော့ตาအတူယူရမယ်ရှူတင်ရောက်တိုင်းဆိုအဲ့လိုမျိုးအဲ့လိုမျိုးတော့ပြောရပါတော့ ဟိုကမှလိုချင်တာရဖို့ဆိုလို့ရှိရင်ကိုယ့်ဘက်ကပေးဆက်ရတယ်အများကြီးရှိပါတယ်တာကြီးကတော့တာကြီးတူလေးကိုပညာတက်လေးတယောက်လည်းဖြစ်စေချင်ဗတ်ဆောင်ထူးချွန်းနဲ့အာတရုတ်ဆောင်ကောင်းလေးတယောက်ဖြစ်စေချင်တယ်သူတဘာရင်ဟွာရင်အမှုပညာရှင်နဲ့ကိုတူလေးနဲ့ကိုနေတိုးပေါက်ဆာလို့ပြောခံရတဲ့အပေါ်မှာဆိုလဲជីနုပီတိဖြစ်ပါတယ်ကိုတူကိုသားကိုအဲ့လိုချစ်ကြတယ်သူအများချစ်ကြတယ်ကြိုက်ကြသဘောကျကြတယ်မြင်လို့ရှိရင်လေပီတိဖြစ်တာပေါ့အဲတရုတ်ဆောင်လေးတွေလှုပ်တက်တယ်ဆိုတော့ နေဟာနေဟာချစ်တယ်မလားတော်ပါတယ်အိတိယတူစောကိုတော်မအမလီကိုတူရဲ့တရုတ်ဆောင်ချက်ကြမှာမျောသွားတယ်တရုတ်ဆောင်ရွေးတာမဟုတ်ဘူးမင်းသားမင်းသမီးဆိုဒီပြိုင်ပွဲလို့တိုင်းအမှန်အတိုင်းပြောရရင်တကယ်တဲလက်ရှိတဲ့သူတော်တော်များများကိုလာပြီးတော့ ပြိုင်စီခြင်းနဲ့အနာဂတ်ကျယ်ဝန့်လောင်းလေးတွေအတွက်အရေးချင်းရှိရဲ့ကလေးတွေကိုအဲ့ရေးချင်းလေးရှိရာလေးကိုဒီနောက်ကဆပိုတာကဆပိုလုတ်ပေးလိုက်မယ်ဆိုလို့ရှိရင်တောက်မဲ့မိခဲတရေရဲဆိုတော့တအားကိုအောင်မြင်တဲ့အမှုပညာရှင်တွေထွက်ပေါ်လာမှာမင်းသားရင်းမင်းသမီးရဲ့တိုက်တိုက်တွေ့ကြအဲ့ဒါတကယ်တော့အဲ့ဟိုတာကြီးတို့ဘက်ချန်ကစုံဟိုဘက်ချန်က ဟိုဘက်သူစာပွင့်တို့ဟိုဘက်ချမ်းငါကြတော့မတတိယအမှန်ဟိုဘက်မှာကြာမှာဖြစ်ကျွန်တော်တာကြီးဖက်မှာလာလာသူကတခါမှသူကအရန်ရှက်တက်တဲ့သူလေအတော်အတော်ရေအမေရိကဘယ်တော့မှရှူတင်လိုက်မလာနဲ့အခုသူကလေကိုပြင်ပါတယ်ရောက်ရည်တွေခိုက်တယ်ရောက်ရည်အပား120ခန့်တယ်ကိုလေးလေဒီဒီဘက်ကသူဒီဘက်မလာပါစေနဲ့ဘလို့ဆိုတော့ဒီဘက်လာဟုတ်သူလုံးရခက်နေပါဆိုလို့ပါအဲ့ဒါဟုတ်တကယ်တော့သူ နည်းနည်းသူခတ်နေတဲ့အထင်နဲ့သူဘယ်လိုခေါ်မလဲဆိုလေအတော်ပဲမလှဲ့ဘူးအဲအဲ့ဒါကိုကလည်းသူ့ရောမကြည့်သလိုကြည့်သလိုပေါ့ကိုကရှက်နေသေးတာကြည့်ရအောင်ကိုကတော့ကိုတူလေးဆိုတော့ရှက်တာတော့မရှက်ဘူးပေါ့နော်ဒါပေမဲ့ကိုတော်မှမလေးကိုတူရဲ့တရုပ်ဆောင်ချက်ချာမှမျောသွားတယ်ရဲ့ရွာထဲမှာ ော့ဗောလေရေးနေကြီးလို့လားဘာလို့မသိသူ့အမေရတဲ့အရင်စီရဲမှာပါသွားတယ်လို့ပြောတယ်တဲ့အဖေရဲ့လုပါအောင်မေးပါပဲတဲ့အိုက်တဲ့မလီဟဲ့တော်တာလို့ပဲဒရမာချိုးလိုက်ဒရမာချိုးတော့ငါငါကြတော့မပါဘူးအတော်ကြမပါဘူးအဲ့လိုဖြစ်လိုက်တယ်တော်ရတာဆိုအပြင်မှာကုတ်တူအဲ့လိုချီကျူးဘူးလားရှိလားအပြင်မှာဆိုအမှန်တိုင်းပြောရင်တာကြီးကသူ့ရဲ့ဒီလိုဟိုသူ့တဲလက်လုတ်ထားတဲ့ဟာတွေကိုတခါမှ ြင်းမှလည်းမတွေ့ဘူးမတွေ့ဘူးဆိုတော့ तू ကိုရှင်မှာတကားမှမလုပ်ဘူး तू ရှူတင်းဆိုလဲကိုအသွားလို့ရှင်တိုင်းသားတိုင်းသားအဲ့လိုပဲမောင်းထုတ်တယ်ဟိုကော်မရှယ်အဲ့လိုမျိုးပေါ့ကြော်ညာတွေပါရိုက်တယ်ရိုက်တဲ့အခါမှာလို့ရှင်ရှင် तू ကလေအဲဘယ်လိုဖြစ်လဲဆိုတော့လေအဲ့ဒီအပေါ်မှာရိုက်နေရင် तू ကတိုင်းသားသွားပါပဲညာဖက်နေအမဟိုကိုကကုတ်ကုတ်ကုတ်နဲ့သွားဆိုတော့တကားမှမတွေ့ဘူးသူ့ရဲ့ဟိုလိုမျိုးလေးပေါ့ block လေးတွေပါလေးတွေရိုက်တာတော့အဲ့ဒါလေးတွေတော့ဒီလိုမျိုး TV ရဲမှာတော့တွေ့ဘူးတာပေါ့အပြင်မှာတော့တကားမှမတွေ့ဘူး ။နောက်ဒီလိုမျိုး drama လဲကိုမတွေ့ဘူး။တော်ပါတယ်အိတိယတူစားပိုင်လားပိုင်လားမင်းပြည်ပီတီလေးရောဖြစ်မလားမင်းလည်းလာတူတူမနိုင်ဘူးဟုတ်တယ်ဟုတ်တယ်သူ့ဆိုရင်အခုဆိုလို့ရှိရင်လေ နေတိုးပေါက်စလို့ပြောရတယ်ကိုနေတိုးနဲ့ကိုနေတိုးကတော့တကယ်ဟိုပါပေါ့နော်တကယ်အမှုပညာရှင်ကြီးတဘာရင်ဟွာရင်အမှုပညာရှင်ဒါပေမဲ့အဲ့လိုတဘာရင်ဟွာရင်အမှုပညာရှင်နဲ့ကို့တူလေးနဲ့ကိုနေတိုးပေါက်စလို့ပြောခင်ရတဲ့အပေါ်မှာဆိုလဲជីနုပီတိဖြစ်ပါတယ်လူပဲဖြစ်ဖြစ်ပေါ့တမီးရဲ့ဟိုကို့တူကို့သားလေးကို့တူကို့သားကိုအဲ့လိုချစ်ကြတယ်သူအများချစ်ကြတယ်ကြိုက်ကြသဘောကြကြတယ်မြင်လို့ရှိရင်လေ ပီတိဖြစ်တာပေါ့အဲ့သဘောပါပဲတာကြီးတူလေးကိုအဲကိုနေတိုးနဲ့တူတယ်လို့ပြောတယ်သူမျိုးတရုတ်ဆောင်လေးတွေလည်းအဲ့လိုမျိုးပေါ့လေအဲတရုတ်ဆောင်လေးတွေလုတ်တက်တယ်ဆိုတော့ဂျင်နဲ့ဂျင်နူးပီတိဖြစ်ရပါတယ်လို့ပြန်မလဲကိုနေတိုးနဲ့တွေ့နေတယ်ဆိုကိုတူကိုတူတယ်လို့သိမထင်ဘူးအိမ်မထင်တာကသူ့ဘွားပေါ်မှာကိုနေတိုးနဲ့ဘသူတူလဲဆိုပြီးတော့အဲ့လိုတွေလေအဲ့လိုတွေကလေးထား အပြလားလားဘာဖြစ်လို့လဲအရေးကြီးနေကွာနေတိုးနဲ့တူဆုံးอ่ะเนาะငါပြီးအာမမေဟာလေအဲ့လိုမျိုးပေါ့သဘောကျပါတယ်ကိုနေတိုးနဲ့တူလို့ပြောတာဟုတ်ကဲ့ပါအဲ့ဒီအေးစီဒါရဲ့တူလေးကဆိုရင်ဒါနေတိုးနဲ့တူလားမတူလားဆိုတာကိုကောမမဝေရောက်ဆွေးနွေးနိုင်ပါတယ်ဒါနဲ့ကျွန်တော်နေတိုးနဲ့တူရဲ့လားဗျာဟုတ်ကဲ့ပါဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲနှုတ်ဆက်ပါတယ်အားလုံးပဲတာချမ်းပြီးတော့နေလေးတစ်နေ့ပိုင်ဆိုင်ကြပါစေခင်ဗျာ Thank you.